ငွေလေးကိုဈေးရောင်းထားပါတယ်အရင်တော့ကလည်းကျွန်မအဲ့လို phone phone call center မှာ Sweden နိုင်ငံမှာလောက်လောက်ပူးတယ်ဒါပေမဲ့ကျွန်မအဲ့အချိန်ကကျွန်မ16နှစ်အဲ့လို phone call အဲ့ချိန်ပိုင်း16နှစ်မှာဆိုအလုပ်တွေအများကြီးမရအောင်အလုပ်လို့မရအောင်အဲ့လို phone call center တဲ့အဲ့အဲ့လိုဈေးရောင်းတာတဲ့အဲ့လိုလုပ်လို့ဆိုအင်ကြီးတွေလည်းရောင်းတယ်အနုပြမကကြည်လိုက်အောင်မသိသေးမသေးကြသေးဘူး maybe girls မှာသူတို့က stage မှာမတွေ့တဲ့ချိန်မှာရဲပျော်ဖို့ကောင်းပါတယ်သူတို့ကလည်းအားလည်းဘလောက်ထက်ထားတယ်လဲ performance ကလည်းရမ်းတော်တယ်သူတို့အဲ outfit ကောင်တီတီမီမီတေချာလေးလောက်ထားရတာဆိုကျမရမ်းဝမ်းတာပါတယ်ဆိုမိနစ်ကလည်းကျမပြောနေဒီနှစ်ကပိုကောင်းပါတယ်အားရကရမ်းဝမ်းတာကိုကောင်းတယ်ဟုတ်အော်ဟုတ်ဒီဒီဝတ်ဆောင်လေးကမဆိုးယူဝေကပြင်ဆင်ထားတာဟာ PN ကစိန်နန်းတော်ကအဲစိန်စိန် accessory လေးဝတ်ထားပါတယ်ဟုတ် တဘောချောကကျမကအဲ့လိုမြန်မာ traditional whistle နဲ့ရမ်းကြိုက်တယ်ဒါပေမဲ့နေတိုင်းဝေးလို့မရဘူးပေါ့ဒါပေမဲ့ whistle နဲ့ဟိုဈေးကိုသွားဝယ်ဆိုရင်မြန်မာအင်္ဂလိပ်လိုမျိုး whistle နဲ့ဒါပေမဲ့ you know ဒီလိုမျိုးအဲပွဲတွေပဲရှိတယ်ပဲဝယ်ရတယ်ဆိုမှသာပါ ancient style ကတော်တော်ကြိုက်တာပေါ့ဒါပေမဲ့ line shot ကနည်းနည်းခက်တယ်ဟိုထမိန်ကရှေးဖြစ်နေလို့အဲ so but i really appreciate the design ကလောကမြန်မာ style ပဲဆို ကဒီ Miss Universe မြန်မာကိုစမပြိုင်ရင်ကျွန်မက mentor ဖြစ်ချင်တယ်ဒီဒီမိမကဟိုငယ်လေးတယ်လူငယ်တွေကသဘောကျတယ်ကို inspiration အပိုင်းလူဖြစ်ချင်လို့စစ်တမကအဲ့လိုအဲ့လိုနည်းနည်းဖြစ်သွားပြီစစ်တမ goal i reach my goal အခုကဒီနောက်တော့လာမဲ့လူငယ်တွေကလေးတွေ miss ဖြစ်ချင်တဲ့မိကလေးတွေကသူတို့ကိုလမ်းကိုပြချင်တယ်လမ်းကိုဘလို့ ဒီ land ကိုရှောက်ချင်ပါလို့ရလဲဘယ်လို preparation လုပ်ပါလဲဆိုတော့အဲ့လိုမျိုး business အပိုင်းကိုကျွန်မဆက်သွားအနုပြမကကြည်လိုက်အောင်မမသိသေးမသေးကြသေးဘူး maybe ကျွန်မကလည်းနိုင်ရောရှိမယ်ထင်တယ် maybe we'll see about that အခုဘာမှကတေချာဟိုမှာ contractor မှမရှိသေးဘူးပေါ့ဒါပေမဲ့အဲနည်းနည်းပြောရတဲ့ဟာလေးတွေဟိုဟိုပြောမျိုးမေးချင်ဆိုနည်းနည်းရှိတာပေါ့ဒါပေမဲ့ပြောဆိုနေတဲ့ကလန်နာတွေရောရှိအရင်တော့မထင်ဘူးဒါပေမဲ့အခုလှုပ်လို့လည်းရပါတယ်ရပါတယ်ဒါပေမဲ့ I think like ဒီမှာကအပွဲဘာမှပိုရှိတာလဲဆိုတော့ business back ကို ရှိတယ် entrepreneurship မှာအမှဆက်လုပ်ရင်လူတွေကိုလည်းတင်ပေးလို့လို့ရတဲ့ဟာလေဆိုကျွန်မအဲ့ဘိုင်းကိုပို့ပို့ပို့ပါကြတယ်ဟုတ်ဟုတ်ကဲ့ပါဟုတ် project တစ်ခုအနေနဲ့လုပ်ဖြစ်မှာဟုတ်တယ်ကျွန်မက project က3ခု4ခုလောက်လုပ်လုပ်နေတာဘေးနားမှာဆိုကျွန်မက intern တွေလည်းရှိတယ်လူငယ်တွေကသူတို့ဒီ creativity um အပိုင်းမှာသူတို့ကဘယ်လိုတင်ရမလဲဘယ်လိုလုပ်ရမလဲသူတို့ကတင်ပေးနေတယ်သူကဘေးနားမှာတယောက်ကလည်းရှိတယ်သူကသူကလည်းငူဒီ creativity ကိုအဲ photoshoot ဘယ်လိုတင်ရမှာလဲ photographer နဲ့ designer နဲ့ဘယ်လိုစကားပြောဆက်စမတာအားလည်းကိုသူနဲ့တင်ပေးနေတာ miss ရအောင် image ထားတော့ထိရမှာပြဿနာအမြင်ရှိတယ်အဲ့ဒါကတဘောပါဟိုမှာ make တွေကဟို ဟိုကုပ္ပလကိုဘာဝသနာပါတယ်ကလည်းပါတယ်ကုပ္ပလကလည်းအဲပစ္စည်းတွေရောင်းခြင်းစိတ်ရှိလားဟိုကုပ္ပလကလည်းဒီလိုမျိုးတရုတ်ဆောင်ကိုလှုပ်ချင်တာလားဆိုလူတိုင်းကလူတိုင်းမတူဘူးပေါ့ကျမငွေလေးကိုဈေးရောင်းထားပါတယ်အရင်တော့ကလည်းကျမအဲ့လိုဖုန်း phone call center မှာ sweden နိုင်ငံမှာလောက်လောက်ပူတယ်ဒါပေမဲ့ကျမအဲ့အချိန်ကကျမ I was 16 16နှစ်အဲ့လိုဖုန်းခေါ်အဲ့ချိန်ပိုင်း16နှစ်မှဆိုအလုပ်တွေအများကြီးမရအလုပ်လို့မရအဲ့လိုဖုန်း call center တွေအဲအဲ့လိုဈေးရောင်းတာတွေအဲ့လိုလုပ်ရဲဆိုအင်ကြီးတွေလည်းရောင်းနေ um so အဲ့လိုမျိုးကျွန်မကစားထားပါတယ်အခုဒီနေ့ကလည်းကျွန်မကဒီ Miss Universe International Stage မှာဇီကွဲအင်ကြီးကိုမြန်မာနိုင်ငံမှာပြန်ပြလို့ရတယ်ဆိုကျွန်မရန်ဝမ်းသာပါတယ်ဆို memory ကပြန်ရလာတာဆိုတော့အခုက2025က Miss Universe မြန်မာ main clear stage ပေါ်မှာတက်တော့မယ်ကျွန်မ crown လေးလွှဲရအောင်မယ်ဆိုအားလုံးကိုအားပေးပါလာကြည့်အောင်ပါကြီးစင်းမြိုက်တင်ပါတယ်